ရင်းချမ်းရေးနိုဘယ်ဆုရှင်လူထုခေါင်းဆောင်ဒေါက်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့2020အထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့စုဖွဲ့ထားတဲ့ပြည်내နဲ့ Federal Unit လွှတ်တော်တွေလွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီနေ့ဂျော်လာ18ရက်ရက်စွဲနဲ့ပူးရဲသဘောထားထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီပူးရဲသဘောထားထုတ်ပြန်ချက်ကိုစကိုင်း Federal Unit လွှတ်တော်တနင်္လာရီတိုင်းလွှတ်တော် မကွေး Federal Unit လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော် AR တိုင်းလွှတ်တော် ကချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကယားပြည်နယ်လွှတ်တော်သုံးရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီတို့ကပူးတွဲထုတ်ပြန်လိုက်တာပါထုတ်ပြန်ချက်မှာကမ္ဘာငင်းချင်းရဲ့နိုဘယ်ဆုရှင်လူထုခေါင်းဆောင်ဒေါက်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာဒီသက်တော်ရာကျော်ရှိပါစေကြောင်းနဲ့အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်းဝင်းနေစုမော်ကောင်တောက်အပ်ပါသည်လို့ဖော်ပြထားပါတယ်အခုလိုပူးတွဲထုတ်ပြန်ချက်ကိုလာမယ့်ရက်ပိုင်းဂျွန်လ19ရက်မှာကြာရောက်မယ် ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့မတိုင်ခင်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီရှင်သန်မှုဖက်ဒရယ်ပြည်တော်စုတည်ဆောက်ဖို့အတွက်အရေးပါတဲ့ပုံကိုယ်တွေတိုင်းရင်းသားခေါင်းဆောင်တွေအားလုံးသဘောတူလက်ခံတဲ့နိုင်ငံရဲ့အခင်းချင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ရမှာဖြစ်တယ်လို့ပူရဲသဘောထားထုတ်ပြန်ချက်မှာရေးသားထားပါတယ်လက်ရှိအခြေအနေကတော့အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရကြောင်းဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံနဲ့နိုင်ငံသားတွေဟာတောင်ပေါ်မြေပြန့်ကျေးလက်မြို့ပြမကျန်း နေရာဒေသအစုံမှာအထွေထွေအကျပ်တဲတွေကိုအစိုးရအစုံရင်ဆိုင်ကြုံတွေ့နေရပြီးပြည်တော်စုရဲ့အနာဂတ်မှာလည်းမရေရာမတေချာမှုတွေနဲ့အလွန်ဆိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့အသိပေးထားပါတယ်။ဂျော်လာ၁၉ရက်မှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်မွေးနေ့မှာပြည်သူတွေဆုတောင်းမြတ်တာပေးပို့ကြဖို့ကို NLD ပါတီကလည်းတိုက်တွန်းထားပါတယ်။မွေးနေ့ဆုတောင်းအများဆုံးပေးပို့တဲ့ဂင်းနစ်စံချိန်တင်နိုင်ဖို့အတွက်ရည်ရွယ်လှုပ်ဆောင်နေတဲ့စု80 birthday campaign မှာလူထုကဒေါ်ဆန်းစုကြည်အတွက် ပေးပို့လာတဲ့စုတောင်းစကား9000ကျော်ရရှိထားပြီလို့သိရပါတယ်။လက်ရှိမှာတော့ဒေါန်ဆန်းစုကြည်ဟာအာနာသိန်းစစ်ကောင်စီရဲ့ဖမ်းဆီးအကြမ်းချတာကိုခံနေရပါတယ်။စစ်တပ်အာနာသိန်းပြီးနောက်ဒေါန်ဆန်းစုကြည်ကိုအမှု16ခုနဲ့တရားစွဲပြီးထောင်ဒဏ်130ကျော်ချမှတ်ခဲ့တာပါ။ဒေါန်ဆန်းစုကြည်ကတော့သူ့ကိုဆွဆဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့တုတ်ပြန်ထားပါတယ်ရှင်။